မှကျင်ရွေးကောက်ပွဲတုန်းက NDF ပါတီမျိုးသားဒီမိုစီအင်အားစုပါတီကနေပြီးတော့ NDF ဝင်ရောက်ရှင်ပြန်ရွေးချယ်ခံခဲ့တာဟုတ်တယ်အဲ့ဒီကနေပြီးတော့ပဲလွတ်တော်ထဲမှာ NDF ဆွမ်းသက်တမဆောင်ရွက်ခဲ့ဟုတ်တယ်အဲ့ဒီကနေပြီးတော့နောက်ပိုင်းမှာ NDF ပါတီကနေပြီးတော့အန်ဒီနဲ့လမ်းခွဲကြတယ်လမ်းခွဲတဲ့အခါမှာအန်ဒီရဲ့ပါတီဘက်ကနေပြီးတော့စာတောင်းတစ်ခုထဲမှာလည်းတွေ့တယ်ဒေါခင်ဝိုင်းကြီးကပါတီစီမံစီကံအနေနဲ့ပတ်သက်ပြီးတော့ကမလျော်ညီတဲ့အတွက်သူတို့ကထုတ်ပယ်လိုက်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့ကအဲ့လို ဟိုလေဖတ်ရှုရတယ်ပေါ့လေအဲ့လိုကြားသိရတယ်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ကျွန်တော်တို့သိထားတာတမျိုးတို့အဲ့လိုဖြစ်နေတာဒါတို့တို့ရေးတဲ့တိုင်ပဲအန်တီကိုထုတ်ပယ်ခံရတာလားဘာလဲဆိုတာကိုအန်တီကျွန်တော်တို့ရှင်းပြပေးတယ်အဲ့ဒီမင်းကိုမေးတဲ့အတွက်ချေးရံ့တော့တယ်ကျွန်မညစ်တဲ့အချာဘုသူ့ဘာလဲလို့ရှင်းလဲတော့ကျွန်မတိတ်နေတယ်နော်တိတ်နေတာဆိုတော့တို့ကကျွန်မအပေါ်မှာကျွန်မရဲ့ဘုံတွေ ကျွန်မကတစ်ဖက်သားပေါ်မှာကျွန်မ due respect အနေနဲ့လုံးဝကျွန်မဒါကိုရင်မဖွင့်ခဲ့ဘူးရင်ထဲမှာတော့နားတယ်ဒါပေမဲ့မဖွင့်ခဲ့ဘူးပြောချင်ပါတယ်ဒါအခုအခုလိုအချိန်တွေမှာမေးလိုက်တဲ့အခါကျတော့ပြောလို့ပိုကောင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်မတို့တော့တက်နေတုန်းမှာပဲကျွန်မကိုစီးစီးစီးဝေးတက်ပါဆိုပြီးတော့ခေါ်တယ် ခေါ်တော့ကျွန်မဟိုမှာတော့ရွေးချွညွန်ပေါ့လေလုတဲ့အဲ့တုန်းကတော့အဲဒေါက်တာတန်းကြီးကသူကပထမပါဥက္ကဋ္ဌကနော်ဒေါက်တာတန်းကြီးရှိသေးတယ်။နောက်ကြတော့ဒေါက်တာတန်းကြီးကအရန်အစောကပြောတယ်လို့ပဲယောဂဖြစ်တဲ့အခါကျတော့လမ်းခက်လာမှာပဲဆရာကအဲကွယ်လွန်သွားချာတယ်ကွယ်လွန်သွားတော့ဒေါက်တာတန်းကြီးရှိအောင်ကျွန်မထွက်ဖို့တခါလှုပ်သေးတယ်ဒေါက်တာတန်းကြီးကခင်ဗျားဒီမထွက်ရဘူးဘာလို့လဲဆိုတော့အစီအစီအစီအဝေးမှာဟိုညီလာကမှာမဲနဲ့ရွေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီထွက်ချင်တယ်ထွက်လို့မရဘူးညာဆိုတော့တန်ရုံးစင်နဲ့ပါသူကအဲ့လိုပြောတယ် ဒါနဲ့နောက်ကြတော့ကျမအမဖြစ်လို့အဲဒီလွတ်တော်ကိုရောက်သွားပြီဆရာအတွက်အဲပီယာတင်မယ်ဆိုတော့သွားပြောပြီးတော့နှစ်ပတ်လောက်မှဆရာကွယ်လွန်တာအဲအဲဒီနောက်ပိုင်းပေါ့နော် NDF ကကျမကိုအာစီဝေးစီစီစီဝေးလာတက်ပါဆိုတော့လွတ်တော်ကနေပြီးတော့ပါတီကိုစီဝေးစီစီစီဝေးလာတက်တယ်အာပီယာကိုဘာလို့ဒီလိုတင်လဲဘာဘာတန်းနဲ့ဘယ်လိုပတ်သက်လဲနောက်တခါ 59စလုံးကိုဘာဖြစ်လို့မပြင်းစင်တင်ဘူးလို့ဟောတယ်လေသူတို့ဒီဆုံးချက်နော်ကျမကလေရင်ထဲမှာဆူးဆူးတဲ့တကယ်နာလုံးလို့လေနာကြီးလုံးလို့လေဒါတွေကကျမတို့ကတကယ်နိုင်ငံတော်နဲ့နိုင်ငံသားအကျိုးဆိုပြီးတော့တကယ်ရူးချင်လို့လုတ်ခဲ့တာတိုင်းမှာဒီလိုကြီးအမေခံရတော့ရင်ကွဲတာပဲနော်အဲ့ဒီအချိန်မှာကျမဆာရက်တရက်ပေးပါလို့ကျမပြောတယ်ဘာလို့မှလဲကျမထွက်ပါလို့ကျမနိုင်ငံရေးလုတ်တာက နိုင်ငံတော်နဲ့နိုင်ငံသားအတွက်လောက်တာလို့ပါတီတစ်ခုတည်းအတွက်လောက်တာမဟုတ်အဲ့ဒါကြောင့်မလို့ကျမတို့က personal right လုံးဝမရှိဘူးလားနော်စာရပယ်ပေးပါဆိုလက်မှတ်ထိုးပြီးတော့ကိုဝင်းစောကျမကိုရိုင်း NDF ကထွက်ခဲ့တာဘာမှသူတို့ထုတ်တာမဟုတ်ဘူး